အစ္စလာမုအလัยကုမ်ရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ29ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ26ရက်နေ့စနေနေ့မှာ5မိနစ်တည်းအောင်မြင်ခရီးရဲ့တင်ကန်းစာအမစင်961ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဆူရာဘကာရာရဲ့အာယတ်နံပါတ်286ကိုကိုးကားပြီးတော့ဒေါက်တာအဒမ်ရှာကာဝီရေးသားထားတဲ့ရေးသားချက်လေးကိုတင်ပြလိုပါတယ်အော်ဒီအာယတ်တော်ကိုအလောရှိမတ်ကအမင်ရှိတယ် လာယူကလီဖူလလာဟူနက်ဖ်ဆန်အလာဝစ်အဟာမိမတော်မူသောအလောရှိမြတ်ဟာမိသူတို့တယောက်ကိုမှသူ့ရဲ့စွမ်းအားထက်ပိုပြီးတော့တာဝန်ပေးတော်မမူပါဘူးတဲ့အမိမတော်မူသောအလောရှိမြတ်ဟာတစ်တီးတွေကိုထမ်းရွက်နိုင်စွာမရှိတဲ့အကိုင်းနေပေါ်မှာအတိမတိစေပါဘူးအသင်ထမ်းရွက်နိုင်မဲ့လောက်ကင်နိုင်မဲ့တာဝန်ကိုသာအရှင်မြတ်ပေးလိရှိပါတယ်အသင်ဆင်နွှဲနိုင်မဲ့ဘဝတိုက်ပွဲတွေပါအသင်အားထည့်သွင်းပေးပါတယ် အသင်ထိမ့်သိမ်းစောင့်ရှောက်နိုင်မဲ့ဘဝနယ်နိမိတ်ကိုပဲအသင်ကိုစောင့်ကြပ်ဖို့တာဝန်ပေးပါတယ်တော့တနိုင်တပိုင်းတာဝန်တွေကိုပဲကျွန်တော်တို့တွေကထိုင်ရွက်ကြဖို့ကြိုးစားရမှာပါအသက်အရွယ်နဲ့လိုက်ဖက်တဲ့တောကတွေကိုပဲကျွန်တော်တို့ထားရမှာပါကျွန်တော်တို့ရင်ပတ်နဲ့ဆက်နိုင်လောက်တဲ့ပူရှိတောကတွေကိုပဲကျွန်တော်တို့ရင်ဝဲပိုက်ထွေးရမှာပါအခက်အခဲတွေကြမ်းတမ်းလာတဲ့ဘဝလမ်းခရီးတွေဆိုတာကျွန်တော်တို့ကိုရင့်ကျက်စေတယ်ဆိုတဲ့စကားဟာမှန်ပေမဲ့လေကိုကိုတိုင်းအခက်အခဲဝယ်ယူနေတာ ဒုက္ခမိတောင်ကိုကြော်ဖြတ်ဖို့တလွဲတက်တိမွေးနေခြင်းနေရာမဖြစ်သင့်ပါဘူး။ဒါကြောင့်ကျွန်တော်တို့နိုင်တဲ့လောက်တာဝန်ထမ်းဆောင်ရမယ်။ဒီထက် ကြော်လွန်ပြီးတော့မှကျွန်တော်တို့တို့ဒီမှာတာဝန်မရှိပါဘူး။အလောရှိမကတက်ကွာတရားထားတာကိုပင်လင်းဖတ်တကူလာမစတဒတ်မ်အဲ့ဒီလိုတို့အစွမ်းကုန်တတ်စွမ်းနိုင်သည်အဲ့ဒီလိုအလောရှိမကိုကြောက်ကြပါဆိုပြီးတော့မှမိန်ကြားထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့နဲ့နိုင်တဲ့လောက်ဝင်နေကိုပဲကျွန်တော်တို့ထမ်းမယ်။ နိုင်တဲ့လောက်ကျွန်တော်တို့အတွေးတွေကိုပဲကျွန်တော်တို့ဟာဆိုရင်တွေးတော့မယ်နိုင်တဲ့လောက်အပူတွေကိုပဲကျွန်တော်တို့ရင်ဝင်ထွေးပိုက်ဖို့အတွက်ဒီနေ့ရဲ့သင်ခန်းစာကကျွန်တော်တို့ကိုဒီလိုကာလာမျိုးမှာတရိပ်ပေးလိုက်ပါတယ်အစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူ